တတိဟာစိတ်အားလုံးရဲ့အချုပ်ပဲတတိပိုင်းရင်စိတ်ကိုနိုင်မယ်တတိပိုင်းရင်စိတ်ကမှားမယ်ဒါကြောင့်စိတ်ကြီးဖို့ထက်တတိကြီးဖို့လေ့ကျင့်ရမယ်စိတ်မြန်ဖို့ထက်တတိမှန်ဖို့ကြိုးစားရမယ်စိတ်မညစ်အောင်တတိအနှစ်ဆောင်ရမယ်ဒါအဲ့ဒီစာစုလေးမှာပါတဲ့ဘုန်းကြီးရဲ့အဓိကစကားပါပဲစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲစိတ်ကမြန်တယ် ဒီကနေ့ဆိုစိတ်တိုးလိုက်ဒီကနေ့ဆိုအလိုမကျဖြစ်လိုက်ဒီကနေ့ဆိုစိတ်လိုက်မှန်ပါလို့တိုင်းဒါမျိုးတွေဖြစ်တတ်တယ်အဲစိတ်ဆိုးတာစိတ်တိုးတာစိတ်အလိုမကျဖြစ်တာစိတ်ကြီးတာ အားလုံးဟာဒေါသရဲ့သဘောတွေပဲဒေါသကမြတ်စွာဘုရားရှင်ကိုရမကြီးကဒေါသအထာနာသာနာတိဒေါသဖြစ်ရင်အကြောင်းအကျိုးအကောင်းအဆိုးမသိတော့ဒါကြောင့်ဒေါသတမအကန်းနဲ့တူတယ် အကန်းနဲ့တွေ့တဲ့အတွက်ကြောင့်ဘာဖြစ်လို့ဒီဒေါသဖြစ်ရတာလဲဒေါသဆိုတာဖြစ်เสียအကြောင်းရှိလို့အာယုံရှိလို့ဒေါသဖြစ်လာတာနော်ဒေါသဖြစ်เสียကအာယုံတစ်ခုပေါ်လာရင်ဒေါသဖြစ်เสียရှိလို့ဒေါသလေးကဖြစ်သွားတယ်ဖြစ်ရင်ဖြစ်တဲ့အခိုက်အတန့်မှာရက်ထားနိုင်ရင်တော့ပုရုဇဉ်တဘာဝအတော်လေးစိုးကျိုးနေသွားမှာဒါပေမဲ့ဒေါသကိုဒေါသဖြစ်တာကိုမသိတဲ့အခါကျတော့အဲ့ဒီမသိစိတ်နဲ့ပဲဇက်တိုက်ဇက်တိုက်လုပ်ပြီးတော့ လူတွေမှာဒေါသအလျောက်ကြီးလွန်မိခဲ့တဲ့အမားတွေကအများကြီးဖြစ်သွားတယ်။ညောင်ဘုန်းကြီးကဒီစာစုလေးမှာစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာလေးထည့်ပြောတာ။လူကစိတ်တော်တော်ကြီးတယ်ဘုန်းကြီးတို့ကိုယ်တိုင်လည်းစိတ်ကြီးတယ်စိတ်အနှိုးတေးကြီးတယ်။တခါတခါဘာပဲလုပ်လို့ကိုယ်ကိုယ်တိုင်လိုအပ်မှစိတ်တိုင်းကြတယ်။ဆိုရတဲ့မျိုးလေးဖြစ်တဲ့အခါကျတော့တခါသူများကကိုယ်ကိုယ်စိတ်တိုင်းကြမဖြစ်ရင်ကိုယ့်ဘာသာကိုယ်ပဲ စိတ်တိုင်းမကြဖြစ်ပြီးတော့ဒေါသတွေထွက်အလိုမကြတွေဖြစ်ပြီးတော့သူတို့ကိုအပြစ်တွေရှောက်မြင်နေတော့အဲ့တော့ဘေးရလည်းပဲဘယ်သူမှမပြောနိုင်ကိုယ်စိတ်ကိုလည်းကိုကမသိနိုင်တဲ့အခါကျတော့စိတ်အလျောက်စိတ်ကြီးတဲ့အလျောက်အမားတွေဇတိုက်လိုက်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့စိုးချိုးတွေကြီးပဲဇတိုက်ဖြစ်ကုန်တော့တာနောက်ဘုန်းကြီးတို့ကစိတ်ကြီးတဲ့သူတွေမှာမြတ်စွာဘုရားရှင်အလိုတော်ရတတိကအရေးကြီးတာ ိုယ်စိတ်မဖြစ်တယ်ဆိုတာမသိတဲ့မောဟတရားကမဟုတ်တဲ့အလုပ်တွေမှာစက်တိုက်စက်တိုက်ကျွလွန်တာတွေဖြစ်စေတော့လူတွေမှာစိတ်ကိုဘာစိတ်ဖြစ်တယ်ဆိုတာသိရင်အဲ့ဒီစိတ်အလျောက်မလုဖြစ်တော့စိတ်လိုက်မှမှမလုဖြစ်တော့တတဝါတွေအမှားလုတယ်မဟုတ်တာတွေလုတယ်ဆိုတာမသိလို့လုတာသိတော့ရင်မလုတတိဆိုတာကအဲ့ဒီမသိစိတ်ကိုသိတော့အောင်သူက control လုပ်ပေးတာထိန်းချုပ်ပေးတာ မြတ်စွာဘုရားရှင်တရားတော်များဟာလက်တွေ့ဘဝထဲမှာ apply လုပ်ဖို့ဘုရားကဟောကြားတော်မူတာဖြစ်တယ်။နားထောင်ကောင်းရင်တက်တက်၊နားယုံတက်တက်မဟုတ်ဘုန်းတော်ဒီနေ့ပြောတဲ့ဓမ္မလက်ဆောင်လေးတွေဟာလည်းပဲဒါလေးတွေကိုသိပြီးတော့တတော်ကောင်းများရဲ့ကိုယ့်ရဲ့ဘဝထဲမှာ apply လုပ်ပြီးလက်တွေ့ကျင့်သုံးပြီးတော့နေထိုင်ကြမယ်ဆိုရင် အထက်အလျောက်မြတ်စွာဘုရားရှင်တရားတော်နဲ့ဘဝကိုငြိမ်းအေးမှုရရှိသွားမှာအမှန်ပဲ။စိတ်ကြည်ပြီးတော့အဲတတိမကြည်ဘူး တတိမရှိဘူးဆိုရင်စိတ်လိုက်မှပါတယ်အကုန်လုံးရှောက်ပြီးတော့လှုပ်ဖြစ်တယ်တခါတခါကျတော့လူတွေမှာဘာဖြစ်လို့ဒေါသထွက်ရတာလဲဘာဖြစ်လို့စိတ်လိုက်မှပါလှုပ်ဖြစ်ရတာလဲဘာဖြစ်လို့စိတ်ဆိုးစိတ်တို့ဖြစ်ရတာလဲဆိုတော့သူကတခြားတခြားအာယုန်တွေကြောင့်လို့ပြောလို့ရဘယ်သူကြောင့်ဘဝကြောင့်လို့လူတွေကအဲ့လိုထင်တာအမှန်ကတော့ကိုယ်တဏ္ဍာမှာရှိနေတဲ့ကိုယ်ဒေါသကြောင့်ဖြစ်တာ ကိုဒေါသကြောင့်ဖြစ်တာအပူဆိုတာတကယ်တမ်းကျတော့သူများပေးလို့ပူတာမဟုတ်ကိုကယူလို့ပူတာကိုကခံစားလို့ဖြစ်တယ်ကိုကမယူရင်ကိုကမခံစားရင်အပူဆိုတာမရအဲ့တော့ကိုအပူကိုအတိလေးနဲ့ညှိပြီးတော့နေမယ်ဆိုရင်အပူတက်တာအပူတက်တာမြတ်စွာဘုရားရှင်လက်ထက်ကအဲ့လိုပဲဒေါသလျောက်တိတ်ပြီးတော့လုတ်တက်တဲ့ပုံနာကြီးတူရှိတယ်ဝိနုစာပေမှာတော့ဘာရဒွာစာ ဘာရဒွာဇပုံနာကြီးကအစဲချမ်းတယ်တော်တော်အစဲကြည့်တယ်အကောသဘာရဒွာဇလို့ခေါ်တယ်ဘလောက်ဒီစဲလဲဆိုတော့ဒီနေ့မြတ်စွာဘုရားရှင်ကသူလာဆဲတာဘုရားရှင်ကအမျိုးမျိုးလာဆဲတာဆိုတော့ပုံနာကြီးကစိတ်လိုက်မှန်ပါဒေါသအနဲ့ဘုရားကိုလာပြီးတော့တိုက်ခိုက်တာဆိုတော့ဒေါသအနဲ့လာတဲ့သူကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်ဒေါသဒေါသနဲ့ပြန်တုံ့ပြန်ရင် तू က မင်းကိုမင်းနဲ့ရှို့တယ်လို့အကုန်လုံးလိုက်ပြီးတော့သူလဲလောင်ကိုလဲလောင်ဖြစ်တယ်ဒေါသနဲ့လာစေတဲ့ပုံနာကြီးကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်မယ်နဲ့မေတ္တာလေးနဲ့ပြန်တုံ့ပြန်ပုံနာကြီးဘေးရန်ကင်းပါစေစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာကိုယ်ရွတ်ဆောင်နိုင်ပါစေဝိจิตတန်းကြီးမေတ္တာပို့တဲ့သဘောမျိုးမဟုတ်ဘဲနဲ့တကယ်ကိုပဲစိတ်ထဲမှာရှင်းလင်းပြီးတော့လေကြည်လင်တဲ့စိတ်ကလေးနဲ့တကယ်ကိုပဲအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ပုံနာကြီးကို ဘုရားကမေတ္တာပို့ကိုဘကပုံနာကြီးကမေတ္တာကိုပထမတော့လက်မခံနိုင် သူ့ဒေါသအလျောက်သူ့ဘာသူလောင်းအောင်ပြီးတော့ဘုရားကိုအမျိုးမျိုးဆဲတာအမျိုးမျိုးဆဲတော့ရေးသက်ရေးဆဲတယ်ဆိုတာကလေသူ့ဆဲကိုဆဲဆဲမှအာရှိတာသူကလည်းဆဲသူကဆဲတော့ကိုကလည်းပြန်ဆဲသူတစ်လုံးဆဲတော့ကိုကနှလုံးပြန်ဆဲဩဆဲတယ်ဆိုတာသူ့ဆဲကိုဆဲဆဲမှအာရှိတာတယောက်တည်းဆိုရင် အာမရှိပုံနာကြီးကအဲ့လိုဖြစ်သွားတာသူတယောက်တည်းဆဲနေရတယ် သူတယောက်တည်းစဲတော့ကြာတော့မောလာ မောလာတော့မှခဏနားတဲ့ကျင်ဘုရားကမေးတယ်ဘုနာကြီးတင်စဲလို့ပြီးပြီလားပြီးတော့မပြီးသေးဘူးရှင်ခေါရမဘာပြောမလို့တဲ့ထွေတူးတော့ပြောစံမြေဘုနာကြီးတဲ့တင့်ကိုဥပမာတစ်ခုပေးမယ်တဲ့တင့်အိမ်ကိုဆွေတော်မျိုးတော်တွေလာတယ်လို့ဆိုကြပါစို့အမျိုးဆွေလာတဲ့အခါမှာအိမ်မှာရှိတဲ့စားဝယ်တောက်ဖွဲ့တွေနဲ့တဲခင်းအဲခန်း သူတို့ပြန်သွားတဲ့အခါအိမ်မှာရှိတဲ့လက်ဆောင်လေးတွေထုတ်ထိုးအုပ်ပြီးတော့သင်အမျိုးတွေကိုသင်ပေးလိုက်တယ်လို့ဆိုပါစို့တဲ့သင်ပေးလိုက်တဲ့လက်ဆောင်လေးတွေကိုသင်အမျိုးတွေကယူမသွားဘူးစဉ်အဲ့ဒါတွေဘမှကြံမလဲဘုရားကပုံနာကြီးမေးတော့ပုံနာကြီးအာသူတို့ယူမသွားဘူးစဉ်တပိတော့ရှိမှပဲကြံမှာပေါ့တပိတော့အိမ်မှာပဲကြံမှာပေါ့ဖခင်လို့ပဲပုံနာကြီးရတဲ့ခုနသင်စဲတာတွေငါလက်မခံဘူးစဉ်အဲ့ဒါတွေဘလို့မှကြံမလဲဆိုတော့ပုံနာကြီးတို့ဟာဟုတ်တာပဲ ငါမှပဲကြံပါဗောငါပဲခံစားနေငါပဲပူနေတာပါသောပေါက်သွားအဲ့ဒါပရိသတ်ကြီးမြတ်စွာဘုရားကဒေါသကိုမေတ္တာနဲ့တတိတရားနဲ့ပြန်တုံပြန်လိုက်တယ်ဆိုတော့ဒေါသဖြစ်ရင်အဲ့ဒီကုဏပုံနာကြီးလိုပဲကြံတဲ့လူကတော့ပူလားမပူလားမသိသေးဘူးဖြစ်ရင်ဖြစ်တဲ့သူကအရင်ပူတာဖြစ်တဲ့သူကအရင်ခံစားရတာပဲ အဲ့ဒါကိုတတိမရှိပဲနဲ့ဟိုဘက်ကဆန့်ကျင်ဘက်ကလူကသူဒေါသပြုလို့ကိုဘလိုက်ဖြစ်ရင်သူကကိုဘပူွားတာဒေါသကနှစ်ဦးလုံးကိုပူစေတာဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်ကကိုဒေါသနဲ့လာရင်လည်းပဲကိုကတတိလေးကပ်ပြီးတော့ပြန်ထင်းရထို့တူပဲကိုမှဒေါသတွေထွက်တယ်ဆိုရင်လည်းပဲကိုဒေါသလေးတွေကိုတတိလေးနဲ့ကပ်ပြီးတော့မကျူးလွန်မရအောင်ထိမ့်သိမ့်ရဘုရားစာပေမှာကိလေသာအဆင့်တွေက level 30လောက်ရှိတယ် လောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတွေဟာတဲ့အစင်တန်းအပြင်၃ဆင့်လောက်ရှိတယ်တဲ့။စာလိုပြောရင်နံပါတ်၁ကိလေသာ အနုတ္တယကိလေသာခေါ်တယ်။အိုးတန်တရာအစင်ဆက်ထက်ကင်းပြီးတော့နေတဲ့ကိလေသာတွေလောဘတွေဒေါသတွေမောဟတွေဘယ်တော့မှပါလာမှမသိတဲ့ကိလေသာတွေကိုကြီးမှာအဆိုင်ခဲယူဖြစ်နေ။အဲ့ဒီအနုတ္တယဆိုတဲ့ကိလေသာသေးသေးမွားမွားလေးတွေကတန်တရာတွေကပါလာတဲ့ကိလေသာတွေတွေကတဲ့ရဟန္တာဖြစ်မှပယ်တာ။ အရတ္တမဉ္ဇဏ်နဲ့ပဲပဲတယ်အဲ့ဒါနုတိယကိလေသာရှိနံပါတ်1ကိလေသာကြောင့်ပရိယုဋ္ဌာနာကိလေသာဒုတိယ level ကြဒုတိယအဆင့်ပရိယုဋ္ဌာနာကိလေသာကြတော့အာယုန်နဲ့တွေ့ရင်ပေါ်လာတဲ့ကိလေသာမျိုးလောဘထွက်เสียအာယုန်တွေ့လို့လောဘထွက်သွားလောဘဖြစ်သွားဒေါသထွက်เสียအာယုန်တွေ့လို့ဒေါသထွက်သွားဒေါသဖြစ်သွားမောဟမာနဖြစ်เสียအာယုန်နဲ့ဂျုံလို့မောဟမာနလည်းဖြစ်သွား အဲ့ဒါကပရိယုတ်ဌာနကိလေသာခေါ်ဒုတိယလဲပဲတတိယကိလေသာအစင်ကြတော့ तू ကလွန်ကျူးတဲ့အစင်တွေကိုရောက်သွားလောဘကို လောဘဖြစ်ုံနဲ့မဟုတ်ဘူးလောဘအလျောက် तू လွန်ကျူးမိလိုက်ရယူလိုက်တယ်ပိုင်ဆိုင်လိုက်တယ်ရအောင်ဖန်တီးလိုက်တယ်ဒေါသထွက်เสียအာုံတွေးလို့ဒေါသထွက်သွားတယ်ဒေါသထွက်ုံနဲ့မဟုတ်ဘူးတွေ့ရနဲ့ကောက်ပေါက်လိုက်တယ်ဆဲလိုက်မှပါဆဲလိုက်တယ်ဆူလိုက်တယ်ဆူလိုက်တယ်အဝိတေကမအစင်ကိုရောက်သွား တော့ဘုန်းကြီးတို့ပုထုဇဉ်တွေကသူတော်ကောင်းတွေလည်းပဲပုထုဇဉ်ဘုန်းကြီးတို့လည်းပုထုဇဉ်ဆိုပုထုဇဉ်တွေမှာကကိလေသာတွေကတော့ရှိနေတာပဲအဲ့ခုနကအစင်ဆက်ကိန်းနေတဲ့အနုတ္တကိလေသာရဟန္တာဖြစ်မှပယ်မှာဆိုတော့ကိလေသာကဒါမျိုးကြတော့ဘုန်းကြီးတို့ကလည်းပယ်နိုင်အောင်မဟုတ်ဘူးပုထုဇဉ်တွေမှာနေမှာပယ်နိုင်ဘူးဘာလေး apply လုပ်ဖို့ practice လုပ်ဖို့လေ့ကျင့်ဖို့လိုလဲဆိုတော့လောဘဖြစ်စရာအအောင်နဲ့တွေ့လို့လောဘဖြစ်သွားတယ်လက်တွေ့အဲ့ဒီလောဘကိုအကောင့်ထဲပေါ်တဲ့အစင်တွေရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဆို ဒါအတော်မြတ်သွားတဲ့ကလျာဏပုတ္တဆင်အစင်ရောက်သွားဒေါသတွေးเสียအာယုံတွေးလို့ဒေါသထွက်သွားတယ်ဒေါသအလျောက်သူကကျุလုံတဲ့အစင်တွေရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဆိုရင်အော်ဖောင်းတဲ့ဒေါသထွက်သွားတယ်ဒေါသထွက်ပြီမဲ့အဲ့ဒီဒေါသအလျောက်ချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့အာကိုဒေါသကိုဆဲတဲ့အစင်တွေရောက်မသွားအောင်လက်တွေလွန်ကျူးတဲ့အစင်တွေရောက်မသွားအောင်တတိလေးကအချိန်မီထိမ့်လိုက်နိုင်ပြီဆိုဝိတိတ်ကမအဆင့်ကိုရောက်မသွားတော့ဒါဆိုရင်တော်တော်လေးကို အစဉ်ပြေသွားတယ်တော်တော်လေးကိုဟိုအကျိုးတက်ရောက်မှရှိသွားတဲ့ပုထုဇဉ်ဖြစ်သွားကလျာဏပုထုဇဉ်အစဉ်ကိုရောက်သွားကျွန်တော်တို့ဒေါသကိုချက်ချင်းအကောင့်ထဲမှာပေါ်ရဘူးတဲ့ဘုန်းကြီးတို့ဗာဘူးတဲ့စာအုပ်လေးကပိုတော်ယူစရာကောင်းတယ် American Thamrai Ibrahim Lincoln Ibrahim Lincoln ရဲ့ဒေါသဖြေနည်းလေးကအတော်ကောင်းတယ်သူကလူတယောက်ကိုစိတ်ဆိုးပြီးဒေါသထွက်ပြီးဆိုရင်တဲ့စိတ်ဆိုးတဲ့လျှောက်ဒေါသလည်းလျှောက်သူ့ကိုသွားပြီးတော့ချက်ချင်းမတုံ့ပြန် ူဒေါသဖြစ်တဲ့ဟာဆေဆိုးတဲ့ဟာတွေကိုဆာရွက်တရွက်မှာကောက်ပြီးတော့ရေးလိုက်တာချက်ချင်းရေးသူပြောချင်တဲ့အကုန်ရေး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 ရေးပြီးတော့မှအဲ့အားလေးခောက်ပြန်ဖတ်ပြီးခောက်ပြီးတော့စာရည်တဲ့ထက်ပြီးတော့မှစာရည်လေးပုံမှာစာလေးရေးထားတယ်မနက်ဖန်ကမှပေးရန်ဆိုပြီးရေးပြီးတော့အဲ့အားလေးစပွဲပေါ်တင်ထားတယ်ဧဘရာလင်ကွန်နောက်နေ့မနေ့ကျတော့သူရေးခဲ့တဲ့စာလေးပြန်ဖတ်လိုက်တော့မှမပေးဖြစ်တော့ပဲနဲ့အဲ့ဘုံထဲကိုထည့်တာစက်ကူဘုံအထက်လိုက်ရေးရသွားတယ် ဣဗရာဟင်လင်ကုန်းရဲ့ဒေါသကိုချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့ဖြေရှင်းတဲ့မပေါ်ဘဲနဲ့ဖြေရှင်းတဲ့နီးလေးကဒါအတော်အတူယူစရာကောင်းလူအစိမ့်လိုက်မှမှလုံနေတဲ့ဖြစ်တဲ့အချိန်မှာကောက်ပြီးတော့ချက်ချင်းသွားပြီးအကောင့်ထဲပေါ်လိုက်ရင်ပြောလိုက်ပြီးစင်အမားတွေပဲဖြစ်တယ်ဆိုတော့တိတ်မခံစားနိုင်ဘူးဆိုရင်တော့ခုနကပြောစဆာရွက်လေးအလုတ်မှာကောက်ပြီးတော့ရေချေးပြီးတော့ပြန်ဖတ်ဒီနေ့ကောင်းတယ်မပေါ်နောက်နေ့မနေ့ကျတော့ပြန်ဖတ်လိုက်တဲ့အခါကျတော့အေဘရိုင်လင်ကုန်းကစိတ်လက်မှန်မှရေးထားတဲ့စာရဲ့အမားတွေပဲဖြစ်နေတယ်ပြီးတော့ မေးပြီတော့ပဲနဲ့စာရိုက်တဲ့ထက်စက်ကူဘုံနဲ့ထည့်လိုက်တာစက်ကူဘုံတစ်ထပ်လောက်ရသွားအဲ့ဒါဒေါသရဲ့ဖြည့်ရှင်းနေပဲပရိယုဋ္ဌာဏအာယုန်နဲ့တွေ့လို့ပေါ်လာတဲ့ကိလေသာဝိတိတ်ကမလွန်ကျွတဲ့အစဉ်တွေရောက်မသွားဘူးဆိုရင်တတော်ကိုတန်ဖိုးရှိတဲ့ဘဝကိုဘုန်းကြီးတို့တတော်ကောင်းများပိုင်ဆိုင်နိုင်ကြတာဖြစ်ပါလေ။ညဘုန်းကြီးကိုယ့်ကိုဆုံးမခြင်းစားပိုက်လေးရအဲ့ဒါပါပဲ။စိတ်ကြီးတဲ့သူဟာဒေါသကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာ လူတိုင်းလူတိုင်းပုထုဇဉ်သဘောကစိတ်လိုက်မှပါစိတ်ဒေါသဆိုတာရှိတတ်တာပဲစိတ်အပြစ်တို့ရှိတတ်တာပဲတိုးတော်လည်းပဲအဲ့ဓာတွေကိုတတိလေးကကတ်ပြီးတော့ထိမ့်နိုင်မှတန်ဖို့ရှိတယ်တခါကဒေါသကိုဘာဖြစ်လို့ဒေါသတွေကဇက်တိုက်စိတ်လိုက်မှပါထွက်သွားရတာလဲဘာဖြစ်လို့ဇက်တိုက်ဇက်တိုက်ဓာတွေကိုအမားတွေဆက်လုံမိလိုက်တာလဲဆိုတော့အဲ့ဒီဒေါသစိတ်ကို မသိလို့ဖြစ်သွားတာကိုဒေါသထွက်တာကိုမသိလို့ဖြစ်တာ မသိတော့အဲ့ဒီဒေါသလျောက်ရှောက်ပြီးတော့မသိစိတ်နဲ့ဇက်တိုက်ဇက်တိုက်သူကကျุလွန်မှုတွေဖြစ်ကုန်အကယ်၍မဲ့အဲ့ဒီစိတ်ကလေးကိုတိတယ်ဆိုရင်တိဝယ်ဆိုတာတတိရှိမှတိတာတတိမရှိရင်မတိဘူးဒေါသဖြစ်တာကိုမသိတော့ဒေါသအလျောက်လုံးပြီအဲ့တော့ဘုဒ္ဓဇဘာဝတတိလေးကပ်ပြီးတော့ဒေါသတွေဖြစ်ရင်အဲ့ဒီစိတ်ကလေးကိုမြင်အောင်ကြည့်လိုက်ကိုဖြစ်နေတဲ့ခံစားချက် emotion emotion ကို control လုပ်နိုင်တယ်ခံစားချက်ကို control လုပ်နိုင်တယ်ဒေါသထွက်လာရင်ဖြစ်ပေါ်လာတဲ့ခံစားချက်က exciting ဖြစ်တာအာစိတ်လှုပ်ရှားတာတွေဖြစ်တာဇက်ဇက်တုံလာဆိုဘုန်းကြီးတို့စာပေမှာ IQ နဲ့ EQ တဲ့အင်္ဂလိပ်စာပေမှာရှိတယ် intelligent quotient နဲ့ emotional quotient IQ ကအသိဉာဏ်စွမ်းအားမှတ်ဉာဏ်စွမ်းအား emotion နဲ့ quotient က EQ ကြတော့ ခံစားချက်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားမဉဏ်စွမ်းအားတွေဘလောက်ပဲမြင့်မြင့် emotion EQ ကို control မလုပ်နိုင်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘူးဆိုရင်အဲ့ဒီလိုအထက်ကိုမရောက်ခံစားချက်အလျောက်အကောင့်ထဲပေါ်တဲ့လူကစိတ်လိုက်မှပါလုတ်တဲ့လူကဘယ်တော့မှအောင်မြင်မြင့်ကိုမရဘူးဆိုတော့ IQ တွေဘလောက်ပဲမြင့်မြင့် EQ ဆိုတဲ့ emotion ကို control လုပ်နိုင်တဲ့စွမ်းအားမြင့်မှသာလေလူတစ်ယောက်ဟာဘဝအောင်မြင်မှုရတယ်ဘဝအဆင့်တန်းကိုရတာဆိုတော့ ကိုယ်မှာဖြစ်တဲ့ဒေါသစိတ်ကိုချက်ချင်းအကောင်ထဲမဖော်ဘဲနဲ့ဒေါသဖြစ်ရင်အဲ့ဒီဒေါသစိတ်ကလေးကိုသိအောင်တတိလေးကပ်ပြီးတော့ကြည့်လိုက်တတိယအချုပ်ပဲတတိလွန်သွားလို့မှားသွားတယ်တတိများသွားလို့မဟုတ်တာတွေလုံးဖြစ်တယ်ဆိုတော့လောကမှာမရှိဘူးတတိလွတ်သွားလို့မှားသွားတာတတိလွတ်သွားလို့မဟုတ်တာ လုံးမိတာဒါပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားကအိုးဘုရားဖြစ်တော်မူတဲ့အစပြီးတော့ပြိဋိဘံဇံတော်မူတဲ့အထိပဲ ဒီစကားလုံးကိုအမြဲတမ်းပြောတာအပမဒေနာတမ္ပါဒေထအပမဒေနာမမိမလျော်မပေါ်မဆတဲ့တတိတရားနဲ့တမ္ပါဒေထကိုစီကိုငါပြည့်စုံနေရမယ်။ဘုရားကဘာပဲဖြစ်ဖြစ်သိနေပါ။တိခိုင်းတာ realize လုပ်ခိုင်းတာလူတွေမှာသိတာနဲ့ခံစားတာကိုမတူအာယုန်တစ်ခုကိုအရှိအတိုင်းသိနေရင် မခံစားဘူးမသိလို့ခံစားတာဒေါသဖြစ်လာတယ်ဒေါသဖြစ်တဲ့အဘောကိုသိနေရင် तू ကခံစားချက်မပါတဲ့အဲ့သူ့အရှိတိုင်းလေးပဲသိပြီးတော့အဲ့ဒေါသစိတ်ကလေးကယော့သွားဒေါသဖြစ်တာကိုမသိတော့စိတ်ထဲဖြစ်တဲ့အတိုင်းလိုက်ပြီးတော့ခံစားတဲ့အခါကျတော့အာဟုသူတွေဖြစ်တယ်မဟုတ်တာတွေလုံးမိတယ်ဆိုတော့အဲ့ဒီစိတ်ကလေးကိုသိရင်ဆိုရင်တတိလေးကကတ်ထားရတတိကတ်သွားတာ ਨੇ အဲ့ဒီ ဖြစ်နေတဲ့ခံစားချက်ဒေါသကယော့ကိုယော့သွားတော့မြတ်စွာဘုရားကဘာပဲဖြစ်ဖြစ်တိပါဆိုတာတိတာနဲ့ခံစားနေခိုင်းတာလည်းမတူဘူးတိတာက သူ့အရှိတိုင်းလေးတိတခါတော့ဘုန်းကြီးတို့တရားအားထုတ်ရတဲ့အခါမှာလည်းပဲတိချင်းမတိချင်းဘာကွာလဲဆိုတော့တရားအားထုတ်တဲ့အခါမှာကိုယ်ကလည်းကိုယ်တတိမကတ်တဲ့အခါကျတော့တရားထိုင်နေတဲ့လူမှအတွေးတွေဝင်နေတာအတွေးတွေဝင်နေတာကိုအတွေးကိုမသိတဲ့အခါကျတော့တဏှာရတရားထိုင်နေအဲ့အတွေးတွေကလိုက်ပြီးတော့ လျှောက်ပြီးတွေးနေတာအဲ့အတွေးတွေ ਨੇ တနာရီတရားထိုင်နေတခါကျရင်နိုင်ဝက်ကြော်ထိအတွေးကိုမသိဘူး55မိနစ်အတွေးကိုမသိဘူးမိနစ်50လောက်တည်းမတွေ့ဘူးတတိလေးပြန်ဝင်လာတာဟာငါတွေးနေပါလားလို့သိလိုက်တဲ့အခါမှာတွေးတဲ့စိတ်ကမရှိတော့ဘူးသိတဲ့စိတ်ကလေးကရောက်လာဟောတတိကပြန်ဝင်သွားတဲ့အခါကျတော့အတွေးစိတ်ကပြောက်သွားတယ်ဗျာဘုရားကအေးဘာပဲဖြစ်ဖြစ်သိပါစေဆိုတာဘလို emotion ဘလို့ခံစားချက်မျိုးပဲလာလား အဲ့ဒါလေးကိုသိလိုက်လို့ရှိရင်ဒေါသစိတ်ကိုသိရင်ဒေါသက